။ဒါတမာဒီဘွားနဲ့စီးပွားရှာမှုတွေမလုပ်ကြတဲ့အခါမှာသင်းတို့တွေကမိသားစုဘွားတွေနဲ့စီးပွားရှာကြတာတွေကြုံလာတဲ့အခါမှာသူနဲ့ပတ်သက်ရာပတ်သက်ကြောင်းနေပေါ့နော်။အများစုကဟိုသင်ရဲ့ဒုက္ခတွေအများကြီးရောက်သွားကြတာတွေရှိတာပေါ့နော်။အာနာယမက်ကိုလောဘရှိပြီးတော့တက်ပြီးတော့တိမ့်လိုက်တဲ့အခါမှာအာနာကိုတိမ့်လိုက်တဲ့အခါမှာမလူလာတဲ့စည်ရည်တွေဖြစ်လာတယ်။ အခက်ခဲကြက်တဲတွေဖြစ်ကုန်ဖြစ်ကုန်တဲ့ခါမှာလူကအကြက်တဲချားတဲ့မှာအသက်ရှင်တန်ရပြီဆိုတော့အရင်အတက်ပို့ပြီးသူ့မှာလိုအပ်ချက်ကများလာတယ်ဟုတ်မဟုတ်လိုအပ်ချက်များလာတဲ့ခါမှာဒီလိုအပ်ချက်ကိုဖြည့်ဆည်းဖို့သူ့ဆန္ဒပို့ပြီးတော့များလာတယ်လူချင်းတက်မဲ့မှုကလူချင်းတက်မဲ့မှုများလာတဲ့အပြင်မှာမှတချို့ကတချို့မဟုတ်ပါဘူးအများစုပေါ့ဗျာနော်အများစုကရောင်ရဲနိုင်မှုမရှိတော့တဲ့ခါမှာစောစောလောဘတက်ပြီးတော့မှမှန်ကန်တာတွေလောက်လာပြီ ဒီမြန်မာနိုင်ငံမှာဆိုရင်တော့အဲ့ဒီလိုမတမာတဲ့နီးနဲ့ငွေရှာဓာတ်အောင်လို့ကိုတမင်တွန်းပို့ထားတယ်။အဲ့ပုံစံမြင်တယ်။အဲ့ဒီပုံစံဘာလို့မတမာတဲ့နီးနဲ့ငွေရှာမှပဲသူတို့လူဖြစ်မှာ။တမာအာဇီဝအဖြစ်ပတ်စံရှာရင်လည်းဘလို့မှမပြေလည်နိုင်ဘူးလေ။တမိသားစုတော်အလုပ်လုပ်တော်မှာထမင်းစားလို့မှမလွယ်လား။อืมဆိုတော့မြန်မာပြည်မှာကဆေးအာဏာရှင်တွေကိုယ်တိုင်ကလည်းမတမာတဲ့နီးလန်းနဲ့ငွေကြေးတွေစုဆောင်းတယ်လို့ အလားတူပဲသူတို့ကိုသူတို့အိတ်ထဲကလူတွေဖြစ်လာအောင်လို့လဲမတမာတဲ့နီလန်းနဲ့လောက်တအောင်လို့ပြည်သူလူတို့တခါတည်းတွန်းပို့လာတယ်။မိတ်ဆွေများအားလုံးဒေါ်လန်တော်နေတဲ့ပါ။ဘာသာရေးကပြောတဲ့နိုင်ငံရေးတကားစီစဉ်ကနေပြန်လဲကျူဆူလိုက်ပါတယ်။သူတို့ဒီတစ်ပတ်မှာတော့မိသာဇီဝမစင်ကျဲသောစီးပွားရှာမှုရဲ့သူကျူတဲ့ရောက်မှုတွေနဲ့ပတ်သက်ပြီးတော့ဘာသာရေးရှုတော်အသီးသီးကနေသူတို့ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။ သိခါရောရဆရာတရာပေသူဗလန္နာဟာဖက်ဂါရီဆရာဦးစိုးနေဦးတို့နဲ့အတူမိစ္ဆာဇီဝဆိုတာကဘာလဲမတမာမှုနဲ့စီးပွားရှာနေမှုရဲ့တက်ရောက်မှုတွေကဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့အခုလိုဆွေးနွေးတင်ပြထားကြတာကိုလေ့လာကြမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလာပါဗျာ။မလာပါဘူးမောင်။မလာပါဘူး။ဟုတ်ကဲ့ဦးဇင်းတို့ရန်ကြကြတယ်ပေါ့နော်။အဲပြီးခဲ့တဲ့လပိုင်းကပေါ့နော်ဦးဇင်းတို့ကမူတာဘွာသားနဲ့ပတ်သက်ပြီးတော့မှဒါ ဘာသာရေးရှိတော်အသီးသီးကနေဦးသိန်းတို့ဒီဆွေးနွေးခဲ့ကြတယ်ပေါ့တင်ပါအဲဒီမှုတာဝါဒကိုအခြေခံပြီးတော့မှနိုင်ငံရေးမှာရောဒီဦးသိန်းတို့ရဲ့ဘာသာရေးတွေမှာရောကဒီကလင်ကကြစ်တွေအပြုတ်တွေအပြောတွေအကြံတွေအားလုံးကိုဒီလိုတွေ့ရပါတော့တွေ့ရတာပေါ့ဒါဒီဒီမှုသားကိုဘာကြောင့်သုံးနေရတယ်လဲဆိုလို့ရှိရယ်ဦးသိန်းတို့ဦးသိန်းရဲ့အမြင်အရတော့ပေါ့နော်အဓိကကတော့ဟောပေါ့မတရားမှုနဲ့စီးပွားရှာလို့ပေါ့နော်ဟိုအဲ့ဒါကိုဦးသိန်းတို့ရဲ့ဘုရားဝါဒမှာတော့ ဟိုမိစ္ဆာဇီဝလို့ခေါ်တာပေါ့ဆရာရဲ့မိစ္ဆာဇီဝဆိုတာကမှားပြင်းစာအသက်မွေးဝမ်းကြောင်းပြုတာပေါ့မှားပြင်းစာစီးပွားရှာတာပေါ့အဲ့ဒီနေ့ဒီချိန်မှာလည်းပဲနိုင်ငံရေးပဲလှုပ်လို့လူမှုရေးပဲလှုပ်လို့တော်တော်များများကတော့ဒီတဝန်တခါစီးပွားရေးအတွက်ပေါ့နော်မိမိရဲ့အဲသားသမီးဆက်ဒီမတော်မတာမကြောက်မကြနေရာကြီးအတွက်ကိုပဲလှုပ်နေကြတာတော်တော်များတွေ့ရတယ်ပေါ့နော်စီးပွားလုပ်တဲ့ဒါကြောင့်မို့ဘုရားကတော့ မမကန်ကန်နဲ့သီပွားချာပါမမကန်ကန်နဲ့အတမွေးပွားညောင်းပြုပါဆိုပြီးတော့မှမမကန်ကန်အတမွေးပွားညောင်းပြုခြင်းကိုတမ္မာအာဒီဝါဆိုပြီးတော့မှအေဗုဒ္ဓဟောခဲ့ပါတယ်အဲ့ဒီဟောတဲ့ထဲမှာလည်းပဲဦးသင်တို့ရဲ့ဗုဒ္ဓဝါဒရနိဗ္ဗာန်ရရရာကြောင်းပေါ့ဗျာတန်တရာလွတ်ရလွတ်ကြောင်းဆိုတဲ့အကြောင်းတရားထဲမှာလည်းပဲဒီမဂ်ကိရှစ်ချက်ဆိုတာပါပါတယ်အဲ့ဒီမဂ်ကိရှစ်ချက်ထဲမှာလည်းပဲတမ္မာအာဒီဝါဆိုတာကိုတကယ်ကိုရေးကြည့်လို့ဗုဒ္ဓဟာထည့်သွင်းပြီးတော့မှဒါကိုဟောကြားခဲ့တာရှိတာပေါ့ဆရာရေဆိုတော့ ဒါတမာဒီဝါနဲ့စီးပွားရှာမှုတွေမလုပ်ကြတဲ့အခါမှာသင်းတို့တွေကမိသားစီးပွားတွေနဲ့စီးပွားရှာကြတာတွေကြုံလာတဲ့အခါမှာသူနဲ့ပတ်သက်ရာပတ်သက်ကြောင်းနေပေါ့နော်အများစုကဟိုသင်ရဒုက္ခတွေအများကြီးရောက်သွားကြတာတွေရှိတာပေါ့နော်ရှိတာဆိုတော့ဒါကြောင့်မို့ဒီနေ့ကတော့မိသားစီးပွားနဲ့ပတ်သက်ပြီးတော့သင်တို့သူနေကြပါမယ်ဆရာကြီးအကျတော့ဆရာတရာပေတရုကစတယ်ပြီးတော့သင်နေပေးဖို့ဆရာဖိတ်ခေါ်ပါလေရမမဦးစင်တပည့်တော်တို့ကျမ်းစာမှာတော့ တက်မဲ့ခြင်းလို့ပြောတယ်ဟုတ်ကဲ့လူတိုင်းလူတိုင်းမှာတော့လူအင်စန္ဒရှိပါတယ်ဆရာဟုတ်ဘာကြောင့်လဲဆိုတော့လူတွေမှာလိုအပ်ချက်ရှိတာကိုစားဝတ်နေမှု လိုအပ်ချက်ရှိတယ်ဆိုတော့ဒီလိုအပ်ချက်ရှိလို့ရှာဖွေကြတယ်ဟုတ်ကဲ့စီးပွားပဲရှာရှာအလုပ်ပဲလုပ်လို့ပေါ့နော်ဆိုလိုအပ်ချက်ရှိရှာဖွေတယ်တမတိရှာဖွေတဲ့နေရာမှာလိုအပ်ချက်ကိုကျော်လွန်ပြီးတော့မှလိုချင်လောဘတက်သွားတာ လောဘပေါ့နော်ဟုတ်ကဲ့ဆိုတော့ဘုန်းဘုန်းတို့စီမှာလည်းရှိလေတာနော်လောဘဒေါသမောဟဆိုတဲ့ဟိုအကြောင်းတရားတွေပေါ့နော်တရားတွေပေါ့လောဘဆိုတာကတော့ဦးဇင်းတို့အဓိကဖွင့်တာကတော့ကိုယ်နဲ့မထိုက်တန်တဲ့အရာကိုလိုချင်မှုပေါ့လိုချင်မှုဆိုတာဆရာရဲ့ဦးဇင်းတို့မှာကလိုချင်မှုဆိုတာနှစ်မျိုးရှိရလေစန္ဒဆိုတာလိုချင်မှုပဲဆရာမှန်ပါနော်စန္ဒဆိုတာလိုချင်မှုပဲဒါပေမဲ့အဲ့ဒီလိုချင်မှုပေါ်မှာ တရားနီးလန်းကြကြလူချင်းမှုကိုကြတော့ဒါစန္ဒလို့တပည့်တော်ပြောတာအဲ့ဒါပါဟုတ်ကဲ့အဲ့တော့မတရားတဲ့နီးနဲ့လူချင်းနေလို့ရှိရင်အဲ့ဒါလောဘသို့သောပြောတဲ့တတ်မှတ်မှုပေါ့တတ်မှတ်မှုပြောတာမှန်ပါဆော့ဆော့ဆော့ပြောတဲ့ဆရာရဲ့ကျွန်တော်တို့လိုအပ်ချက်ရှိတယ်ဆိုတာစန္ဒကိုပြောတာဟုတ်ကဲ့ one ပေါ့နော်ဆရာစန္ဒအဲ့တော့ဒီစန္ဒကကိုယ်မှာရှိနေတဲ့ဒီလိုအပ်ချက်လေး need နော်လိုအပ်ချက်ကလေးကိုပြည့်စုံရုံလောက်နဲ့အာတွာလာလောက်ကင်လှုပ်ရှားရင်ဒါကမတော်မတရားတွေတိတ်မဖြစ်လို့ ူဖြစ်လို့အခုမတော်မတရားတွေဘာကြောင့်ဖြစ်ရတာလဲဆိုတော့အဲ့ဒီစန္ဒကိုထပ်ပြီးတော့ပို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 ့ထပ်ဆောင်တဲ့အခါမှာလူတွေကဘာဖြစ်လဲဟိုပမာစကားမတော်လောဘဟုတ်တယ်မတော်လောဘမတော်လောဘဖြစ်လာနော်ဝိတမလောဘမတော်လောဘဆိုတော့လောဘတွေတက်လာတဲ့အခါမှာ तू ကမမမကန်နေလှုပ်လာတော့တာပဲဟုတ်လောဘတွေတက်လာတဲ့အခါမှာနော်ဒါကဘုံဘုခုပြောတဲ့ဥစဉ်မိတ်နဲ့ဒီမိစ္ဆာစီဝါဖြစ်သွားတာဗောနော်မိစ္ဆာစီဝါဖြစ်သွားတာဗောအဲ့တော့ အသေးသေးလေးရစပြီးတော့ဈေးတဲ့ဈေးတဲ့ဟာလေးနည်းနည်းလောက်ပြောကြည့်အောင်ဟုတ်ကဲ့ဆရာငားလားပစွန်လားရောင်းတဲ့ဟာလေးဟုတ်ကဲ့ပြီးတော့ဟိုမပြည့်ချိုးလားနော်ရောင်းတဲ့ဟာလေးခဲတွေထည့်ရဲဆိုတာလေနော်ဆရာခဲအလေးချိန်စီးအောင်လို့ခဲတွေထည့်တာတကယ်တော့ तू ကဒီငန်းငပိရောင်းပြီးတော့မှအတမူဝမ်းချောင်းပြူတာကသူ့ရဲ့လိုအပ်ချက် need ကိုသူ့ရဲ့ want လိုရင်းစံနာကိုဖြည့်တာဖြည့်တာဒါပေမဲ့ဒီ want ကထပ်လောင်းပြီးတော့မှ ဘာဘယ်လိုပြောမလဲလောဘနော်ယမက်လောဘယမက်တက်လာတဲ့ခါမှာဘာဖြစ်လဲမမမကန်မှုတွေလောက်တော့တာပဲမယုံနဲ့တယ်သူတို့ဘာကိုထိခိုက်စေတယ်ဒါနင့်ကကျမယေရှုတော်ရပဲဖြစ်ဖြစ်နော်အန်ဒီယဖြစ်စေတယ်တရားတွေဖြစ်စေတာအဲ့ခါကျတော့အခုနော်ဘုမုံအခုဒါတွေကိုပြောရင်းနဲ့မိတ်ရင်းနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့လောလောဆယ်လက်တလောဒီနိုင်ငံရေးအချက်တဲတွေနော်နိုင်ငံရေးအချက်တဲကြောင့်မလို့ အကုန်လုံးဘရက်တွေရိုက်ပြီးတော့မှအကုန်လုံးအကြက်တဲတွေဖြစ်ကုန်တယ်နိုင်ငံကြီးအကြက်တဲဖြစ်တဲ့အတွက်နိုင်ငံရောနိုင်ငံကြီးလင်းလန်းတိုင်းမဖြစ်ရှင်းမဲနဲ့အာနာယမက်ကိုလောဘရှိပြီးတော့တက်ပြီးတော့တိမ့်လိုက်တဲ့အခါမှာအာနာကိုတိမ့်လိုက်တဲ့အခါမှာမလူလားတဲ့စည်ရည်တွေဖြစ်လာတယ်နိုင်ငံကြီးကနေစည်ရည်အကြက်တဲဖြစ်တဲ့စည်ရည်ကနေပြီးတော့မှအခုတိုင်းပြည်ထဲမှာစီးပွားရေးလူမှုရေးပညာရေး access ရအကုန်လုံးချမ်းမာရေးအစအကုန်လုံးဟာ အခက်ခဲကြက်တဲတွေဖြစ်ကုန်ဖြစ်ကုန်တဲ့ခါမှာလူကအကြက်တဲချတဲ့မှာအသက်ရှင်တန်ရပြီဆိုတော့အရင်အတက်ပုံပြီးသူ့ပါလိုအပ်ချက်ကများလာတယ်ပုံမဟုတ်လိုအပ်ချက်များလာတဲ့ခါမှာဒီလိုအပ်ချက်ကိုဖြည့်စည်းဖို့သူဆန္ဒပုံပြီးတော့များလာတယ်လူချင်းတက်မဲ့မှုကလူချင်းတက်မဲ့မှုများလာတဲ့အပြင်မှာမှတချို့ကတချို့မဟုတ်ပါဘူးအများစုပေါ့ဗျာနော်အများစုကရောင်ရဲနိုင်မှု မရှိတော့တဲ့ခါမှာစောစောလောဘတက်ပြီးတော့မှမှန်ကန်တာတွေလောက်လာပြီး ဓမ္မလမ်းကြောင်းနဲ့ငွေရှာတာမဟုတ်ဘဲနဲ့အဓမ္မလမ်းကြောင်းနဲ့ငွေရှာတယ်။တရားသဖြင့်ငွေရှာတာမဟုတ်ဘဲနဲ့မတရားသဖြင့်ငွေရှာတာဖြစ်လာတယ်။ဓမ္မလမ်းကြောင်းမှာဓမ္မလူနဲ့လက်တွဲပြီးငွေရှာတာစီးပွားလုပ်တာမဟုတ်ဘဲနဲ့အဓမ္မလမ်းကြောင်းမှာအဓမ္မလူနဲ့လက်တွဲပြီးတော့စီးပွားလုပ်တဲ့ငွေရှာတဲ့ဟာမျိုးဖြစ်လာတယ်။နော်တူရတူရပေါင်းကုန်ကြတာတူရတူရပေါင်းလာဆိုတော့လက်တလုံးမှာနော်ဘုံဘုံဟိုတွဲတော်တို့တိုင်းပြည်ထဲမှာပြည်ပြည်ထဲမှာဖြစ်နေတာ ဒီအတင်းအဓမ္မအဓမ္မပြုပြီးတော့မှအာနာရှင်စာနာရှင် အာနာသိမ့်လိုက်တဲ့သူတွေရဲ့ institution အဖွဲ့နဲ့ဒီလူတွေကတကယ်တော့ပြောကြဆိုဆိုသူတို့အဓမ္မလမ်းကြောင်းပေါ်မှာသွားတာလေဟုတ်တယ်ဆက်လုပ်ကြရလဲအဓမ္မနဲ့သူတို့ကထွက်တာအဲ့တော့အဓမ္မလမ်းကြောင်းပေါ်မှာသွားတာဒါပြင်မဲ့အခုပြဿနာကအဓမ္မလမ်းကြောင်းပေါ်မှာရှိပြီးအဓမ္မလူဖြစ်ပြီပဲခက်တာခက်ပြန်တာလောက်ပိုင်ခွင့်အန္တာအခွင့်အာဏာတွေက တို့လက်ထဲမှာလူလူပဲဖြစ်နေတယ်ပြီးတော့ဖြစ်နေတာဟုတ်တို့လူလက်ထဲမှာလူလူပဲဖြစ်နေခါကျတော့တစ်ဖက်ကစောစောကပြောတဲ့ဟမ်ဒီတိုင်းသူပြည်သားတွေထဲမှာရှိနေတဲ့ကဏ္ဍဆောင်အသီးသီးရလူတွေ네ပဲအသီးသီးလမ်းချောင်းအသီးသီးရလူတွေကဒီအတ္တမလူတွေနဲ့ပေါင်းပြီးတော့အတ္တမနီးအဖြစ်ငွေရှာတာတွေဖြစ်လာတဲ့ဟာတွေကိုကျွန်တော်တို့မြင်နေတွေ့နေရတယ်မြင်နေတွေ့နေရတယ်ဆိုတော့အခါကျတော့ကျွန်တော်တို့ကတော့ဒါနော်ဒီဘာသာရေး အဖြစ်ပြောမယ်ဆိုရင်ခေါင်းဆောင်တွေဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့အတွက်သူတို့ကလမ်းပြရမယ်အလင်းဖွင့်ရမယ်ပြောပြရမယ်ဆိုတော့ဒီအတ္တမနီလန်းနဲ့သွားနေတဲ့လူတွေနဲ့ပေါင်းပြီးအတ္တမလူတွေနဲ့ပေါင်းပြီးအတ္တမနီလန်းနဲ့ငွေရှာတာဟာမသင့်တင့်တဲ့ကိစ္စဖြစ်တယ်ဒီဟာအမှန်မဟုတ်ဘူးဆိုတာလေးကိုတော့မိမောင်းထုတ်ပြရမှာပဲဆရာကြီးဒါလေးနည်းနည်းလောက်ဆက်ကြည့်ပါဦးနော်တကယ်မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ဒီအာနာရှင်တွေ စိုးမိုးတဲ့နေရာတွေမှာပဲဖြစ်ဖြစ်ဒီမတမာတဲ့နီးနဲ့ငွေရှာတာကတော့အလွယ်ကူဆုံးပေါ့နော်အဲ့လိုဖြစ်တယ်ချမ်းသာဖို့ကလည်းပူပြီးတော့ဟိုဘယ်လိုလက်တွေ့ကြတယ်လို့မြင်လာကြတာပေါ့နော်သူအဲ့ဒီချိန်ကြရင်တော့သူဘာသာတရားရဲ့လမ်းညွန်ချက်တွေဒီဥပဒေတရားစာပေါ့နောက်တစ်ခုကဒီမြန်မာနိုင်ငံမှာဆိုရင်တော့အဲ့ဒီလိုမတမာတဲ့နီးနဲ့ငွေရှာဓာတ်အောင်လို့ကိုတမင်တွန်းပို့ထားတယ်အဲ့ပုံစံဖြစ်တယ်အဲ့ဒီပုံစံဘာလို့မတမာတဲ့နီးနဲ့ငွေရှာမှပဲသူတို့လူဖြစ်မှာဟွန်း သူတို့လိုဖြစ်မှာဆိုတော့ဟိုမှာနှလုံးရောင်းတယ်သုံးလုံးရောင်းတယ်စီးတွေရောင်းတယ်နော်မူရစီဝါတွေကုံသွဲတယ်ဆိုတော့အဲ့ဒါတွေလှုပ်ချင်းအားဖြင့်ဘာလို့ဆိုတော့မင်းမူရစီဝါနဲ့ကုံသွဲတယ်အချိန်မွေးသူ့ကိုဖမ်းလို့ရတယ်အဲ့လိုဖမ်းလို့မရဘူးအတွက်ဘာလို့ရအောင်ဆိုတော့စစ်တပ်ကိုသတင်းပေးလောက်ရတယ်တချို့နယ်မြေဒေသတွေမှာဆိုရင်ဘလောက်အခြေအနေဆိုးလဲဆိုရင်73နှစ်အရွယ်ကလေးလေးတွေတောင်မှစပိန်လေးတွေနဲ့ရှောက်သွားနေတာဒါစစ်တပ်ကိုသူက informer လောက်နေတာ ဒါတနေ့ရပဲမိတ်ဆွေတယောက်ကသူကိုယ်တိုင်ဖမ်းခံရတဲ့အချိန်မှာကြုံတွေ့ရတာလေးပြန်ပြောတာတကယ်ရှိရတော့ဒါဆက်တကယ်ဆိုတော့အဲ့ဒီကလေးတွေကလည်းသူကမိဘစီကပတ်ဆံရမယ်ဆိုရင်အလွန်ဆုံးရတနေ့တစ်ထောင်ပေါ့ဟုတ်ပါစစ်တပ်ကိုအဲ့ဒီလိုတရင်ပေးခြင်းအပြင်မသူတို့အိမ်ကတော့စစ်မှုထမ်းဥပဒေနဲ့ပါတယ်ဒါပေမဲ့သူသားနဲ့ဆက်သွယ်နေတာကြားတယ်သူသားကတော်ရဲမှာတဲ့အဲ့ဒါဆိုရင်သူ့ကိုခေါ်ပြီးတော့အကြက်ကင်မယ်ပြီးပြီဆိုရင်ပတ်ဆံ30လောက်တောင်းမယ်အဲ့ဒီကလေးကို2သိန်းလောက်ပေးမယ်78သိန်းကသူတို့တွေမျှယူမယ်ဟုတ် ဆိုတော့အဲ့ဒီနီလန်းနဲ့ပဲသူတို့ကပြောမယ်ဆိုရင်တော့ဒီမတမာတဲ့စီးပွားလူတိုင်းလှုပ်တက်သွားအောင်လှုပ်ဖြစ်အောင်လို့တခါတည်းတွန်းပို့လိုက်တယ်ဆိုတော့နောက်တစ်ခုကမြန်မာနိုင်ငံမှာတမာအာဇီဝအဖြစ်ပတ်စံရှာရင်လည်းဘလို့မှမပြေလည်နိုင်ဘူးလေတမိသားစုတော်အလုပ်လုပ်တော့မှထမင်းစားလို့မှမလွယ်လားอืมဆိုတော့မြန်မာပြည်မှာကဆေးအာဏာရှင်တွေကိုယ်တိုင်ကလည်းမတမာတဲ့နီလန်းနဲ့ငွေကြေးတွေစုဆောင်းတယ်လို့ အလားတူပဲသူတို့ကိုသူတို့အိတ်ထဲကလူတွေဖြစ်လာအောင်လို့လဲမတမာတဲ့နီလန်းနဲ့လောက်တအောင်လို့ပြည်သူလူတို့တခါတည်းတွန်းပို့လာတယ်။ဆိုတော့ပြည်သူကလည်းဘာဖြစ်သွားတော့ဆိုတော့ဘာသာတရားလည်းမေ့သွားပြီ။ငါတို့ကလူတွေဖြစ်တယ်လူဖြစ်တဲ့အတွက်ငါတို့ဟာတယောက်နဲ့တယောက်တမာတဲ့နီလန်းနဲ့နော်အော်ဒီအတ္တမမှာဖြစ်တဲ့နီလန်းနဲ့တို့တွေစာဖွေရမယ်ဆိုတော့စိတ်ကနည်းလာတာတပြေပြေနဲ့။ဆိုတော့သူကလွယ်တယ်လောင်းလာဥမာအခုပြူစောတိကိုမွေးတယ်ဆိုတာအဲ့ဒါပေါ့။ဟုတ်ပြီ။ပြူစောတိကိုမွေးခြင်းအပြင်သူတို့ဘာရအောင်ဆိုတော့နံပါတ်1က တို့စီကိုရက်ွက်ထဲမှာရှိနေတဲ့ဟလာဒီအိမ်ရွာရိုးကိုပေါ့မှာရှိတဲ့နော်ဘသူပါလုံနေတဲ့ဘသူချောင်းဆိုးတယ်ဘသူနာစည်းတယ်ကစားအသေးစိတ်သိလို့ရတယ်နံပါတ်1နောက်တစ်ခုကဒီလူတွေစစ်မှုထမ်းဥပဒေတိုင်းမပေါ့ကိုအိမ်ကိုရာနဲ့နေလို့ရတယ်နောက်တစ်ခုကငွေကြေးအရှံပဲရတယ်ဥမာငလင်းကိုကြုံတွေ့ရတဲ့ဒေသတွေမှာဆိုရင်ပြူစောထီးတွေကဥမာကျွန်တော်အိမ်ကနည်းနည်းလေးထိခိုက်အောင်ပဲထိခိုက်တယ်ဒါပေမဲ့ပြိုတယ်စင်းနေတဲ့ထက်ရတယ် ။ဘာဖြစ်လို့အဲ့ဒီပြိုတဲ့ဆင်းနဲ့ထဲလိုက်ပြီဆိုရင်380ဆိုရင်လည်း तू ရတယ်။200ဆိုရင်လည်း तू ရတယ်။အပြူဆိုတဲ့ဆိုင်မှာရပြီ။သူကသူ့အိမ်ကနည်းနည်းပဲထိခိုက်တာဖြစ်တဲ့အတွက်ရုံးမှာခေါ်ပြီးသူ့ကိုသိန်း20လောက်ပဲပေးလိုက်။မကျေနပ်ဘူးလားသိန်း20ပဲပြန်ယူထားလိုက်။သူ့နာမည်နဲ့တော့သူကလက်မှတ်ထိုးရတယ်။အဲ့ဒီမှာတဆက်တဲ့ဘာဘာထပ်လောရအောင်ဆိုတော့တခါတဲ့ဂရိကဝတ်ပါလောရတယ်။ဆရာနာရှင်လောက်တဲ့ရွေးကောက်ပွဲမှာမဲပေးပါမယ်။ဆိုတော့တစ်ချက်တစ်ခုတည်း၄-၅ချက်ပြတ်တာပဲ ဆိုတော့ဒီမတမာတဲ့စီးပွားရေးဆိုတာကပြောမယ်ဆိုရင်တော့အာနာရှင်တွေအတွက်ကအသက်ရှူချောင်မှုအတွက်အသက်ရှူပါဘူး။သူလူတွေမွေးတာပေါ့နော်။သူလူတွေသူမွေးတာပဲ။ညဟိုခုနဆရာပြောတဲ့ဘာသာတရားအရာပြောမယ်ဆိုရင်တော့ဒါဟာအင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ငွေကြေးတွေပဲ။ကျောင်းမို့ကျွန်တော်များကုရအာမှာအလာကကျွန်တော်တို့အစ္စလာမ်မှာဆိုရင်လမ်းညွန်တာလာတာကုလူအမောအာလကွန်ဘိုင်းနကွန်ဘိလ်ဘာတွေ့အတင်းတို့တယောက်နဲ့တယောက်စီးပွားကုန်ကူးတဲ့အချိန်မှာနော် အသင်တို့ဟာမတရားတဲ့နီးနဲ့သူတပားရဲ့ပစ္စည်းကိုမလာတအကိုလို့အသင်တို့မစားနဲ့အမောအားလုံးကအသင်တို့ရဲ့ဥစ္စာပစ္စည်းတွေကိုဘီလ်ဘာသွေမာယွင်းတဲ့ပုံစံနဲ့တနည်းပြောမယ်ဆိုရင်ခုနကဦးစင်းမိန်နဲ့ဒီတမာအာဇီဝမဟုတ်တဲ့ပေါ့နော်ဒီမိစ္ဆာဇီဝနဲ့အသင်တို့သူများစီကနေပြီးတော့ငွေကြေးတစုံတရာပစ္စည်းဥစ္စာတစုံတရာမယူအောင်အဲ့ဒါလုံးဝဟာရမ်ပဲတပည့်တော်တို့အစ္စလာမ်ကတော့အဲ့ဒါကိုဟာရမ်လို့သုံးတယ်လုံးဝစားလို့မရဘူးဆိုတော့ ဆိုလိုချင်တာကအဲ့ဒီ haram ဆိုတဲ့အရာတစ်ခုဟာလူ့အဖွဲ့အစည်းမှာရောက်လာပြီးဆိုစိုးကျိုးတွေပဲတောက်လျှောက်ဖြစ်တာပဲနော်လူတွေကဓမ္မတစ္ဆာရိတတွေပြက်စီးမယ်အာနာရှင်လည်းမသိတော့ဘူးဘသူဖြစ်ဖြစ်ထောက်ခံမယ်ငါကောင်းစားရင်ပြီးရောဘသူသေးသေးငါတီမာပြီးရောဆိုတဲ့စိတ်တွေပေါ်လာမယ်ဒါကြောင့်မို့အဲ့ဒီမတမာတဲ့စီးပွားကြီးမတမာတဲ့စီးပွားတွေကနေရလာတဲ့ဥစ္စာပစ္စည်းတွေဟာကိုတယောက်တည်းပျက်စီးတာမို့ကိုမိသားစုပျက်စီးတယ်ကိုအစုအဝေးပျက်စီးတယ်ကိုအတိုင်းဝိုင်းပျက်စီးတယ်ကိုရက်ွက်ပျက်စီးတယ်နောက်ဆုံးတော့ကိုနိုင်ငံမှာ ပျက်စီးဖို့အတွက်ဒါဟာလမ်းစာပဲအင်တန်ကြောက်မှတ်ပွဲကောင်းပါတယ်ဒါကတော့မိသားစီဝါကြောင့်နိုင်ငံရေးအကြက်တဲတွေဖြစ်ပေါ်လာပြီးတော့အာဏာကိုမတရားဆုပ်ကန်လူသူတွေက မိသားစီဝါနဲ့စီဝါရှာမှုဖြစ်အောင်တွန့်ပို့ခဲ့ကြပုံတွေကိုဦးသိန်းတို့သိနေခဲ့ကြတာပဲဖြစ်ပါတယ်နောက်တစ်ပတ်မှာတော့အစ်အမှန်ချမ်းသာမှုနဲ့အတုယောင်ချမ်းသာမှုတွေရဲ့မတူညီပုံတွေနဲ့ပတ်သက်ပြီးတော့သွေးနှွေးချက်အပိုင်းနှစ်ဖြစ်သွေးနှွေးသွားကြမှာဖြစ်တဲ့အတွက် တောက်မြောက်ကြီးရှုနိုင်တယ်ဆိုတဲ့အကြောင်းကိုရင်းကောင်းပါပါတယ်အလုံးတော်ကြီးရှုနေကြတဲ့ပြိတ္တများအနေနဲ့ကိုပိုင်အုံနောက်ကိုပိုင်ခံစားမှုကိုပိုင်သုံးဖြတ်ချက်တွေနဲ့အတူအမျော်မြင်ပညာမျက်စိတွေနဲ့မှန်ကန်တဲ့လမ်းစဉ်ကိုမှန်မှန်ကန်ကန်တွေးခေါ်ချင့်ချိန်လိုက်နာကျင့်သုံးပြီးတော့အမှန်တရားပေါ်မှာရပ်တည်နိုင်ကြပါစေကြောင်းပြောကြားရင်းနဲ့ဒီပြင်ပြချက်ကိုနေကုန်းကံပအဆုံးသတ်အပ်ပါတယ်အလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်